။နေနာရဏတော်နေ့2568ခုကောဇာတကရေ1386ခုတမောင်းလာပြီမြတ်ဗုဒ္ဓပြည်တော်ဝင်ခါတော်နေ့ယနေ့ရန်ကုန်တိုင်းဒေသကြီးချွေပြည်သာမြို့နေဓမ္မပါရဂူပဋ္ဌာန်းလင်းရောင်ကျောင်းတိုင်းအတွင်း၌စာတင်စာချ၍သာသနာပြုလျက်ရှိကြကုန်သောသံဃာတော်ရှင်သူမြတ်တို့အား ရွှေပြည်သာမျိုးနယ်အမတ်ရှိရက်ကွယ်ဇောတိကပန်းချံဒီဂာယီဥတန်းဇောဥရကမာယီတော်ချောစုတို့ရဲ့တာလာယတနာမောင်ခန့်စုံလင်းဤနှစ်နှစ်ပြည့်မွေးနေ့တိမ်မအဖြစ်အာယုံစွင်ဆက်ကလူတန်းခြင်းနှင့်ចောင်းတိုင်းပညာရေးပရိသာပင်တတိယပြင်ဥစဉ်ရဲ့စာဝါမှာ ယမိုက်ဆာဝါပူချတဲ့အခါမှာယမိုက်ဇရာတွေရှိတယ်ပေါ့နော်အဲ့ဒီယမိုက်မှာဇရာခွက်တွေနဲ့တင်ချောင်းပူချဖို့အတွက်ယမိုက်ဇရာများပြုလုပ်နိုင်ရန်ဗနိုင်းပြုလုပ်ဖို့အတွက်ပညာပါရမီလို့ငါပညာတန်ဝိတ္တိကကုသိုလ်အဖြစ်နဝကမ္မ၃သိန်းချက်တို့ကိုစက္ကလူတန်းနဲ့ကုသိုလ်ကောင်းမှုတွေ အဲ့တော့ယနေ့ပြုလုပ်တဲ့ကုသိုလ်ကောင်းမှုနဲ့ဆက်ဆက်ပြီးတော့ဦးဇင်းတို့အနုမောဒနာအနေနဲ့အတက်ကလေးရဲ့တဲ့ရှေးစီလို့ဆိုတဲ့အနုမောဒနာလေးနာယူမှတ်သားရအနုမောဒနာနာမည်ကပါတယ်လို့အတက်ကလေးရဲ့တဲ့ရှေးစီလို့ဆိုတဲ့ဝိနည်းအနုမောဒနာတရားပေါ့နော်အဲ့တော့အဲ့ဒီစကလုံးကတော့ဒကာကြီးတွေဒကာမကြီးတွေရှင်ရင်နီနီ ကြောင်ပူပြီးသားဖြစ်ပါလိမ့်မယ်။ဟိုရှေတုန်းကနော်မန္တလေးမှာပြောကြတယ်မန္တလေးကစာပြစာပေပညာရှင်တွေပြောတဲ့စကားလုံးပေါ့အသက်ကလေးရတဲ့ရှေစီလူဓမ္မကြီးတွေဆိုတချင်းတော့ရအောင်ဟုတ်တယ်မလားနောက်ကဆက်ရင်ဘယ်လိုဆက်အောင်အဲမန်းတောင်ရိတ်ခုအသက်ကလေးရတဲ့ရှေစီလူအမန်းတောင်ရိတ်ခုအဲ့တော့ ဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဦးဇင်းလဲဒါလူများပြောတဲ့စကားတော့ခဏခဏကြားလာတယ်အဲ့ဒီမန်းတောင်ရိတ်ခုမန္တလေးတောင်ကိုသွားပြီးတော့မန်းမန္တလေးတောင်ရဲ့အရိတ်ကိုခိုးတာနဲ့အသက်တကယ်ရှိပါမလားအဲ့ဒါစဉ်းစားစရာဟုတ်တယ်မလားအဲ့တော့အဲ့ဒါနဲ့ဦးဇင်းကသာရီနည်းနည်းလိုက်ဖတ်တယ်လိုက်ဖတ်တော့အကြောင်းအရာ၃ခုသွားတွေ့တယ် တချို့ကကြတော့လည်းပဲနော်ဒီစကားလုံးကတိတ်ပြီးတော့အတိတ်ပဲမရှိဘူးဆိုပြီးတော့ပြောတဲ့လူလည်းရှိတယ်အတိတ်ပဲရှိအောင်ယူမယ်ဆိုရင်တော့ဘုဒ္ဓအနေနဲ့မှတ်မယ်ဆိုရင်၃ခုရှိတယ်လို့မှတ်သားမယ်ဘယ်နှခုရှိတယ်လဲ၃ခုကနံပါတ်၁ကပါလဲဆိုတော့မန္တလေးတောင်ကိုရောက်ဘူးကြပါလိမ့်မယ်မန္တလေးတောင်သွားလို့ရှိရင်ခုခေတ်တော့ဦးဇင်းတို့မော်တော်ကားနဲ့ဆိုင်ကယ်နဲ့ဒီလိုတက်လို့ရတယ် ဟိုရှင်တို့ကအဲ့လိုကားတွေဆိုင်ကယ်တွေနဲ့တက်လို့မရအောင်လူတက်ရတယ်ကုန်းချောင်းတက်ရတယ်အဲ့တော့အသက်ရှည်ခြင်းနဲ့ကျန်းမာခြင်းနဲ့ဆိုရင်မန္တလေးတောင်ကိုသွားပြီးမန္တလေးတောင်ကိုတက်အဲ့ဒါဆိုရင်ကျန်းမာရေးကောင်းမယ်ကျန်းမာရေးကောင်းရင်အသက်မရှိဘူးလားရှိမယ်အဲ့တော့မန္တလေးတောင်တက်ခြင်းအားဖြင့်အတဲ့ကလေးရဲ့ရှည်စီပါတယ်တဲ့ဒါတစ်ချက်ဟုတ်ပြီနော်ဒကမကြီးတွေမှတ်မယ်နောက်နံပါတ်1ကကြတော့ ။ဘာလဲဆိုတော့မန္တလေးတောင်မှာဦးဇင်းတို့အိုးရှေတုံးမှာကလေးရဖယားចောင်းကံဇရဲတစောင်းနေအတရားမပေါ်ဘူးလား။ပေါ်တယ်။အဲ့တော့အသက်ကြီးပြီအသက်ရှည်ခြင်းလေဆိုရင်မန္တလေးတောင်သွားဖယားရိတ်တရားရိတ်မှာနေဖယားရိတ်တရားရိတ်မှာနေတယ်ဆိုရင်လည်းပဲအသက်မရှိဘူးလားရှည်နိုင်တယ်လား။ရှည်နိုင်တယ်လေ။ဘယ်နှချက်ရှိသွားရည်လဲ။တောင်တက်တာရဲ့ ဘုရားရဲ့တရားရင်မှာနေတာဒါနှစ်ခုပေါ့နောက်ဆုံးမိတ်တစ်ခုကပါလဲဆိုတော့မန်းတောင်ရိတ်ခိုစကလုံး၄လုံးရှိတယ်စကလုံး၄လုံးကမန်းဆိုတာကဇာတာပရိနံမပေါ့ဇာတာပရိနံဆိုတော့ဇာတာပရိနံရဲ့ကိုစားပြုကနံပါတ်5ပေါ့ကနံပါတ်5ဆိုတော့ချက်ကနံပေးတာမဟုတ်ဘူးเนาะ၅ပါးသီလလုံးပါတဲ့ဟုတ်ပြီလား ဲ့တော့မန်းတောင်ရိတ်ကိုရဲ့မန်းရဲ့အတိဘယ်ဒီငါးပါးသီလစောင့်ထိန်းမှာဒီလိုပြောတယ်ဟုတ်ပြီနော်အသက်ရှိခြင်းမလိုအောင်ငါးပါးသီလလုံးစောင့်ထိန်းတဲ့တော်တော့ကမန်းတောင်ပေါ့တောင်ဆိုတော့တောင်ဝန်းကူကိုစားပြုက စနေပေါ့စနေဆိုတော့ကနန်းနဲ့ပြောမယ်ဆိုရင်ခွနစ်ခွနစ်ဆိုတော့သူတော်ကောင်းဥစ္စာခုနှစ်ပါးတရာသီလစာကပညာเนาะအဲ့ဒီ တရာဒီလဒုဒ္ဓစာကပညာဆိုတဲ့သူတော်ကောင်းဥစ္စာခုနှစ်ပါးနဲ့ပြည့်စုံအောင်နေထိုင်ရမယ်တဲ့အဲ့လိုနေထိုင်မယ်ဆိုရင်အသက်ရှင်မယ်နောက်ရိတ်ပေါ့ရိတ်ကားကြတော့ဘုဒ္ဓဟူတဲ့ဘုဒ္ဓဟူနဲ့ရဲ့ကိုစားပြုဟာလေးပေါ့လေးဆိုတော့မေတ္တာကရုဏာမုရိတာဥပေက္ခာဆိုတဲ့ပြမဇူတရား၄ပါးတဲ့အဲ့ဒီ၄ပါးနဲ့နေထိုင်မယ်ဆိုရင်တဲ့နေထိုင်ရမယ်ပေါ့ ဲ့လိုနေထိုင်မယ်ဆိုရင်လည်းအသက်ရှိမယ်ဘယ်နှခုရှိသွားလဲသုံးခုရှိသွားပြီမန်းတောင်ရိတ်ခိုးတဲ့နောက်ဆုံးဘက်ကခိုးကတနင်္လာနဲ့တနင်္လာဆိုတော့ကနန်းကနဘက်နှစ်နှစ်ဆိုတော့ဘာပြောရလဲဆိုတော့ဟီရိဝတ္တပလောကပါလာတရားနှစ်ပါးလို့လည်းခေါ်တယ်ဟီရိနဲ့ဝတ္တပနဲ့ပြည့်စုံအောင်နေထိုင်မှာအဲ့ဒီလိုနေထိုင်မယ်ဆိုရင်လည်းပဲအသက်ရှိပါမယ် ်ဆိုပြီးတော့ဆရာတော်ကြီးတော်မအလိုပြောထားတာဟုတ်ပြီနော်အဲ့တော့အသက်ကလေးရတဲ့ရှည်စီလိုမန်းတောင်ရိတ်ခုတဘောပေါက်တာကြီးလားအဲ့တော့အဘိဘေနေနဲ့ပြောရင်သုံးခုမန္တလေးတောင်တက်ချင်းအပြင်လည်းပဲဂျမ်းမာရေကောင်းစေနိုင်တယ်တဲ့ဖျားရိတ်တရားရိတ်မှာနေထိုင်ခြင်းအပြင်လည်းအသက်ရှည်စီနိုင်တယ်မန်းတောင်ရိတ်ခုဆိုတဲ့အတိုင်းငါးပါးသီလလုံခြင်းသူတော်ကောင်းဥစ္စာ9ပါးနဲ့ပြည့်စုံအောင်နေထိုင်ခြင်းဗျမဇိုတရား၄ပါးနဲ့ ကျင့်သုံးနေထိုင်ခြင်းဟိရိဥဒ္ဓပါဆိုတဲ့လောကမလာတရားနှစ်ပါးနဲ့စောင့်ထွင်းပြီးတော့နေထိုင်ခြင်းအပြင်မိမိတို့အသက်ပါပြည့်တယ်လို့ရှေးစီနိုင်ပါလေဒါရှေးတော်ကပြောတဲ့မြမာတွေပြောတဲ့အသက်ကလေးရတဲ့ရှေးစီလို့မန်းတောင်ရိတ်ကိုရဲ့အတိတ်ပဲနားလည်ပြီလားအခုဦးစင်းပြောမှာကမြတ်စွာဘုရားရှင်လက်ထက်ကဖြစ်ပြခဲ့တဲ့ဆရာရှင်အသက်ရှေးချောင်းနီလန်းကောင်းတွေတော့အများကြီးရှိတယ် အဲ့ဒီထဲကမှဦးဇင်ကဓမ္မပဒမှာလာတဲ့ဝတ္ထုလေးတခုပြောပြမယ်ဟုတ်ပြီနော်အဲ့တော့မြတ်စွာဘုရားရှင်လက်ထက်တုန်းကဘုရားပွင့်ကာဏီကာလမှာခုလိုပဲဝတ္တန်းစောဦးတို့လိုမချောစုတို့လိုတားလေးတယောက်မွေးဖွားတယ်မိသားစုတစုတားလေးမွေးဖွားတဲ့ခါကျတော့အဲ့ဒီတားကလေးကသူတားလေးမွေးပြီဆိုတော့သူတို့ကဘုရားပွင့်ကာစားဆိုတော့မြတ်စွာဘုရားကိုလည်းမတီသေးဘူးဘုရားကိုလည်းမကိုးွယ်သေးဘူး ဘာဝကိုးကွယ်တယ်လဲဆိုတော့ဗျမနဝါဒပုံနာတွေအယူပဲကိုးကွယ်တယ်သူကိုယ်တိုင်ကလည်းဗျမနအယူရှိတယ်ဗျမနပုံနာလုတ်ခဲ့တော့သူကိုယ်တိုင်အိမ်တော်ကြတဲ့အခါပုံနာဖြစ်တဲ့တခါကြီးကသူတို့ကိုးကွယ်တဲ့နော်သူတငယ်ချင်းဆင်ရအောင်တွားပြီးတော့ကလေးမွေးဖွားပြီးဆိုတော့ကုသိုလ်လုပ်တဲ့အနေနဲ့သူတို့ဆရာစီကိုတွားတယ်အဲ့လိုတွားတဲ့အခါကျတော့သူတို့ဆရာကိုတခါကြီးဖြစ်တဲ့ပုဂ္ဂိုလ်ကအရင်ရှ िख ိုးတယ် ရှ िख ိုးတဲ့ခါကျတော့ဆရာပုံနာကစူပေးတယ်အသက်ရှိပါသည်အဲ့လိုစူပေးတယ်ဒကာဒကမာကြီးကကလေးချီထားပြီးဒကာဒကာကြီးကိုပေးလိုက်တယ်ဒကမာကြီးကဒကာကတော့အဲ့တော့ကတော့တဲ့ခါဒကမာကြီးကိုလည်းပဲပုံနာဆရာပုံနာကစူပေးတယ်ဒီကာယူကိုဟောဟိအသက်ရှိပါစေလမယားနှစ်ယောက်ရှ िख ိုးတယ်တယောက်ကလည်းရှ िख ိုးတယ်ဆရာပုံနာကစူမပေးဘူးလားပေးတယ်လား စုပေးတယ်အသက်ရှင်ပါသည်သူတို့သားလေးအလက်ရောက်ပြီကဲသားလေးရှိခိုးမယ်ဆိုပြီးတော့မိဘတွေကဘေးကရှိခိုးပေးတယ်အဲ့လိုရှိခိုးပေးတဲ့ခါကျတော့ပုံနာကြီးကဆရာပုံနာကပါဇက်ကမပြောတော့ဒီတိုင်းသိတ်သိကြီးနေစိတ်စိတ်ကလေးနေတော့တယ်အဲ့လိုနေတဲ့ခါကျတော့မိဘနှစ်ပါးကငါတို့ရှိခိုးတော့ငါတို့ဆရာကငါတို့ရှိနော်စုပေးတယ်ငါတို့သားလေးရှိခိုးတဲ့ခါကျမှဘာလို့စုမပေးတာလဲမသိဘူး ဆရာဘာဖြစ်လို့ကလေးကိုစူမပေးတာလဲအဲ့လိုမေးတယ်မေးတဲ့ခါကျတော့ပုံသားကြီးအဖြစ်နင်တို့ကလေးကတဲ့ဒီနေ့ရစားပြီးနောက်ခုနှစ်ရက်နေလို့ရှိရင်အသက်ရှိမှာမဟုတ်တော့ကွယ်လွန်လေးစားရောက်တော့မှာခုနှစ်ရက်ပဲအသက်ရှိလိမ့်မယ်နင်တို့ကလေးဟာပုံသားကြီးကအဲ့လိုပြောတဲ့ခါကျတော့မိဘဖြစ်တဲ့ပုံကိုယ်လေး သူသားလေးခုနှစ်ရက်ပဲအသက်ရှင်ရတော့မယ်ဆိုတော့သူတို့သားအတွက်နဲ့သူတို့မပူပန်ဘူးလားပူပန်ရတော့မလားပူပန်ရတော့တာမိပါတယ်မိပါတယ်ကိုသားသမီးအသက်အနေရောက်နေတယ်ဆိုတော့အဲအဲ့ဒါဆိုရင်ဘယ်လိုလုပ်ရမလဲကျွန်တော်တို့ဂျမားတို့အသက်ရှင်ကြောင်းနီလန်းလေးတွေမရှိဘူးလားအေးငါငါတော့မပြောတယ်ဘူးနင်တို့ကလေးအသက်ရှင်အောင်တော့ငါလုပ်ပေးလို့မရဘူးဘေးရင်နဲ့လည်းလုပ်ပေးလို့မရဘူးခုနှစ်ရက်ပြည့်ရင်တော့ငါဒီဘေးရင်ကိန်းကန်းရတော့နင်တို့ ကလေးဟာ9ရက်ပဲအသက်ရှိတော့အဲ့တော့ငါတော့လုံးမပေးနိုင်ဘူးတဲ့အခုဂေါတမမြတ်စွာဘုရားတော့ပွင့်နေပြီမြတ်စွာဘုရားရှင်ပွင့်နေတဲ့တကြောင်မြတ်စွာဘုရားရှင်ကတော့တွားမေးကြီးမေးကြီးချာငါတော့မပြောတတ်ဘူးဆိုပုံနာကြီးကဘုရုစီလွတ်လိုက်မြတ်စွာဘုရားစီလွတ်လိုက်တယ်အဲ့မြတ်စွာဘုရားစီလွတ်လိုက်တဲ့အခါကျတော့မြတ်စွာဘုရားရှင်စီရောက်တယ်ခဏကလိုပဲဖေအရင်ဆုံးရှိခိုးတဲ့အခါမြတ်စွာဘုရားရှင်ကလည်းစူပေးတယ်အသက်ရှင်ပါသေး မယေရှိခိုးတော်လည်းမယ်အသက်ရှိပါသည်အဲ့လိုစုပေးတယ်သူတို့သားလေးလည်းရှိခိုးတဲ့ခါကျတော့ဘုရားရှင်ကလည်းစုမပေးဘူးအဲ့တော့ခဏကလိုပဲမြတ်စွာဘုရားဘာဖြစ်လို့တပည့်တော်တို့သားလေးကိုဘာလို့အသက်ရှိပါသည်လို့စုမပေးတာလဲဆိုတော့ဘုရားကလည်းအတူတူပဲနင်တို့သားလေးဟာခုနှစ်ရက်ပဲအသက်ရှိမှာအဲ့တော့ခုနှစ်ရက်ပြည့်အသက်ကတော့ဆုံးပါတော့မှာဖြစ်တဲ့အတွက်ကြောင့်စုပေးလို့မရဘူးတဲ့ အသက်ရှည်အောင်စုပေးလို့ရပါမလားမရဘူးစုတောင်းလို့ရောရနိုင်မှာမလားမရနိုင်ဘူးဘေးရင်နေခြေလို့ရောရနိုင်မှာမလားမရနိုင်ဘူးအဲ့တော့မြတ်စွာဘုရားရှင်ကိုမေးတယ်မြတ်စွာဘုရားအဲဆိုရင်တပည့်တော်တို့သားလေးအသက်ရှည်အောင်ဒီအသက်အန္တရာယ်ကနေကင်းအောင်ဘုံကံတွေကြီးမောင်းလှုပ်လို့ရတဲ့နီလန်းများမရှိနိုင်ဘူးလားဆိုတော့မြတ်စွာဘုရားရှင်ကအေးလှုပ်လို့ရတဲ့နီလန်းတို့ရှိတယ်ငါပေးမိတယ်မြတ်စွာဘုရားရှင်က မှန်ပါဗျာအဲ့ဒါဆိုရင်တပည့်တော်တို့နိလန်ပေးတော်မူပါမြတ်စွာဘုရားအမြတ်စွာဘုရားရှင်ကအေးအဲ့ဒါဆိုလို့ရှိရင်တဲ့မင်းတို့ဒီဟာအိမ်ကိုပြန်အိမ်ကိုပြန်တဲ့ခါကျလို့ရှိရင်မန္တန်ကြီးထိုးမယ်မန္တန်ထိုးပြီးတော့နင်တို့ကလေးကိုအလဲကောင်းမှာပြင်ထားเนาะခရင်နဲ့ပြင်ထားပြီးပြင်ထားပြီးအဲ့ကလေးကိုခရင်ပေါ်မှာထားဘေးရနေပြီးတော့တဲ့တန်ငါထိုင်လို့ရအောင်ထိုင်ကုန်ကိုးကုန်ပြင်ထားပေးရမယ် ရားရှင်ကလမ်းညွှန်လိုက်တာထိုင်ကုန်မနှုတ်ကုန်ပြင်ခိုင်းတယ်။ကိုကုန်ပြင်အေးနင်တို့ပြင်ပြရတဲ့ငါဒီကနေကျောင်းကနေတန်ငါ၈ပါးလွတ်ပေးလိုက်မယ်။အဲ့တော့တန်ငါ၈ပါးဘေးကနေကာယံပေးထားမယ်။ပေးထားပြီးတော့အဲ့ဒီကလေးကိုနေရောညာရောမပြက်အောင်နော်နေညာမပြက်ပရိတ်ကြီးရွတ်ခိုင်းတယ်မြတ်စွာဘုရားရှင်ကအဲ့တော့အဲ့လိုနဲ့ဘယ်နှရက်ရွတ်ခိုင်းတယ်လဲဆိုတော့ခုနှစ်ရက်တိတိရွတ်ခိုင်းတယ်ဘယ်နှရက်တည်းတော့ အဲ့တော့ခုနှစ်ရလုံးမြတ်စွာဘုရားရှင်ကနော်ထိုင်ကိုကိုးကုံပြင်ခိုင်းတယ်နော်အရက်ရှင်းမျက်နာပပတ်တယ်နော်အဲ့ကလေးနာမှာထိုင်ကိုတခုချထားတယ်အဲ့တခုကတော့မြတ်စွာဘုရားရှင်ကခုနှစ်ရမြောက်တဲ့နေ့ကြဘုရားရှင်ကြွပါဘုရားရှင်ထိုင်ဖို့အတွက်တခုပြင်ထားအဲ့တော့ထိုင်ကိုကိုးကုံနဲ့ပပတ်လေကနေတန်ဃာတော်ဒီအဲ့ဒါခုနှစ်ရပဲလို့ပရိရွတ်ပေးလိုက်တယ်ပရိရွတ်လပေးတဲ့ဒီခါရှိခုနှစ်ရမြောက်တဲ့နေ့ညနေလို့ကြာမှာဘုရားရှင်ကကြွပါ ကြွပြီးတဲ့အခါကျမှပြတ်စွာဘုရားရှင်နဲ့အတူတန်ဃာတော်တွေပြိတ်တီးရွတ်လိုက်တယ်။အဲ့လိုခုနှစ်ရင်လည်းပြည့်ပြီးတဲ့အခါကျတော့မြတ်စွာဘုရားရှင်ကအဲ့ဒီသူ့ရဲ့အဲ့ကလေးလေးရဲ့အဖေနဲ့အမေကိုမြတ်စွာဘုရားရှင်ကပြောတယ်။မပြောလဲဆိုတော့အေးတဲ့နင်တို့သားလေးဟာအခုအသက်အန္တရာယ်ကလွတ်သွားပြီ။တန်ဃာတော်တွေနဲ့အတူနော်ပြိတ်တရားတွေနာယူခွင့်ရလိုက်တဲ့အတွေ့အကြုံအခုနင်တို့သားဟာခုနှစ်ရက်ပဲအသက်ရှင်မဲ့ကလေးဟာတဲ့ အသက်120ရှိမယ်ဘယ်လောက်ရှိမလဲတော့အဲ့တော့120ရှိမယ်ဆိုမြတ်စွာဘုရားရှင်ကအဲ့လိုဟောပေးလိုက်တယ်အဲ့တော့အဲ့ဒါကိုဦးဇင်းကနော်ဘာပြောချင်လဲဆိုတော့ဦးဇင်းတို့လူလောကမှာလူတွေဖြစ်လာဖို့ဆိုလို့ရှိရင်ကံတွေရှိတယ်အဲ့တော့ကံကလူဘဝကိုဖြစ်လာတဲ့ကံကိုဇဏကကံလို့ခေါ်တယ်ဘဏဘာကံလို့ခေါ်ရတယ်နော်အဲ့တော့ဇဏကကံဆိုတာက လူဘဝကိုဖြစ်လာတယ်။အတိတ်ဘဝကကိုယ့်ရဲ့အသက်ရှည်နိုင်တဲ့ကုသခံကအသက်80နေရမယ်လူဆိုရင်အဲ့ဒါအသက်80ရှည်စီနိုင်တဲ့ကံပါမွေးကလေးကပါတာဟုတ်ပြီနော်အဲ့တော့မွေးကလေးကအသက်အခုဒီကလေးလေးဆိုလဲသူ့ရဲ့ပင်ကိုကအသက်120ရှည်မဲ့ကံပါပြီလားပဲအဲ့တော့အဲ့ဒီ120ကံရှည်စီနိုင်တဲ့ဇဏကကံကို ဘာကဝင်လာတယ်ဆိုတော့ဥပကာရကလို့ခေါ်တဲ့ဘေးကနေပြီးတော့အဖြစ်ဝင်လာလို့ခေါ်တာပေါ့အန္တရာယ်ဝင်တယ်အဲ့လိုအန္တရာယ်ဝင်စေတဲ့ကံကိုဥပကာရကခံလို့ခေါ်တယ်ဘာကံလို့ခေါ်မလဲအဲ့တော့ဥမကာရကအဲ့လိုအန္တရာယ်တွေမဝင်အောင်ဆိုလို့ရှိရင်ဇဏကကံကိုဘာနဲ့ကောင်းအောင် လုပ်ပြရမလဲဆိုရင်ဘေးကနေပြီးတော့ဥပထမကဆိုတဲ့အထောက်အပံ့လုပ်ပြရမယ်အခုဒီကလေးလေးဟာ မင်းကိုကလေးရအတက်တရ20ဟာရှိမှာပဲဒါပေမဲ့အဖြက်ကဝင်နေတယ်ဥပါခာတကလို့ခေါ်တယ်အဖြက်ကဝင်နေတယ်အဲ့တော့အဲ့ဒီအဖြက်မဝင်အောင်ဘေးအားနေမြတ်စွာဘုရားရှင်ကဥပထမကလို့ခေါ်တယ်ထောက်မှန်ပေးတဲ့ကံတွေလုပ်ပေးတယ်အဲ့ဒါကိုရဟန်းတော်တွေနဲ့အတူဘုရားရှင်ကဘယ်နှရလုံးပြည့်ယူခိုင်းတာလဲခုနှစ်ရအဲ့လိုလုပ်တဲ့ကံကိုဥပထမကကံလို့ခေါ်တယ်ဟုတ်ပြီနော်အဲ့တော့ဥပခါဏကကံမဝင်အောင်ဥပထမ္မကနဲ့ထောက်ပံ့ပေးရမယ် အခုမွေးနေ့ကုသိုလ်ပြုလုပ်တယ်ဆိုတာလည်းပဲအခုသားလေးမောင်ခန့်ဆိုရင်မွေးနေ့ရမျက်မှောက်ဒီအသက်ရှင်ခြင်းကျမ်းမာခြင်းချမ်းသာခြင်းဘုန်းကံကြီးမားခြင်းဆိုတဲ့ကံတွေဖြစ်အောင် သူ့ရဲ့ဇနကကံကိုပူပြီးတော့အားကောင်းအောင်ဘေးကနေဖာလုပ်ပေးတာလေဆိုရင်ဥပဓမ္မကကံနဲ့ထောက်ပံ့ပေးရလို့ခေါ်တယ်။အဲ့ဒါကိုမွေးနေ့ကုသိုလ်လုပ်တယ်လို့ခေါ်တယ်။နားလည်လားလောကဥပမာနဲ့ပြောမယ်ဆိုလို့ရှိရင်ဦးဇင်းတို့အိမ်တွေစောက်တယ်ကျောင်းတွေစောက်တယ်ပေါ့ ဲ့ဒီအိမ်လေးဟောင်းနေပြီဆွေးနေပြီညိုင်းနေပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ကံကနှိမ့်နေတယ်ပေါ့ကံနဲ့ပြောမယ်ဆိုရင်အဲ့ဒီကံကိုမြင်းအောင်ဘေးရနေပြီးတော့အိမ်ဆိုရင်အိမ်ကြီးလဲမတော့ဘေးရနေပြီးတော့ထောက်နေနဲ့မထောက်ဘူးလားထောက်ပေးရမလားထောက်မရမယ်အင်းလေဟောင်းနေတယ်ဆေးတွေမှိန်နေတယ်ဆိုရင်ဆေးနဲ့ပါပြန်အစ်စ်မတုံဘူးလားတော့လားတော့ရတယ်အဲ့ဒါကိုငွေနေကုသိုလ်လုပ်တယ်လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့တော့ကံ ကိုယ်လက်ရှိရှိနေတဲ့ကံတွေပို့ပြီးတော့ကောင်းအောင်ဘေးကနေထောက်ပံ့တဲ့ဥပါထမကကံကောင်းအောင်လုပ်တာကိုမွေးနေ့ကုသိုလ်လို့ခေါ်တယ်အဲ့ဒါကိုဦးဇင်းတို့ဆရာတော်ကြီးကကြပြာလေးရေးထားတာရှိတယ်မွေးနေ့မွေးရဲ့ကုသိုလ်ဆက်ကအသက်ခန္ဓာလွင်ကျမ်းမာ၍ပမာနိုင်ဆိုရင်လဲပြိုမိအင်အိုကြီးမှန်တောက်တောက်ကံ၍စင်းပြန်တုံညာပမာလာတို့စီဝါဥ္စာဂုံရောင်ပြလျက်ပညာတကုဘုံကံတို့ဒီမွေးနေ့ကုသိုလ်ကြိုးပါပေသည် ဆိုပြီးအဲ့လိုလင်္ကာဆက်ထားတာရှိတယ်။ဟုတ်ပြီနော်။အဲ့တော့ခဏကအခုမြတ်စွာဘုရားရှင်ရဲ့ရဟန်းတော်တွေနော်ခုနှစ်ရက်လုံးလုံးအဲ့ဒါပိဋိတ်တွေကျွတ်ပေးလိုက်တဲ့အခါကလေးလေးအသက်အန္တရာယ်ကလွတ်သွားတယ်။အဲ့တော့အဲ့ဒီကလေးလေးဘာကြောင့်အဲ့လို ဖြစ်နေရတာလဲဆိုတော့တဲ့ဦးဇင်းတို့ရဲ့မျက်နာတွေအစိုးရတဲ့နတ်မင်းကြီးလေးပါးဆိုတာရှိတယ်။အဲ့ဒီနတ်မင်းကြီးလေးပါးရဲ့တခါအစိုးတဲ့ဝိတဝံနတ်မင်းကြီးဆိုတာရှိတယ်။ အဲ့ဒီဝတ်တုံဝဲနံမင်းကြီးမှာသူ့စီကိုအလုံကျွေးလုံနေတဲ့နတ်ဘလူးပေါ့နတ်ဘလူးတွေကိုအုပ်ဆိုးရတဲ့ဝတ်တုံဝဲနံမင်းဆိုတာရှိတယ်အဲ့ဒီဝတ်တုံဝဲနံမင်းစီမှာစနစ်နဲ့လုံလုံအလုံကျွေးလုံနေတဲ့နတ်ဘလူးတယောက်ရှိတယ်ဝတ်တုံဝဲနံမင်းကြီးမှာအလုံကျွေးလုံနေရတဲ့နတ်ဘလူးတဲ့တကောင်ပေါ့ဘလူးဆိုတော့ဘလူးတကောင်ရှိတယ် အဲ့ဒီဘလူးတကောင်က17နှစ်ပြည့်သွားပြီသူ့စီမှာအလုပ်ကျွေးလုပ်တာအဲ့တော့ဝတ်တဝန်းနာမင်းကြီးက17နှစ်သူ့စီမှာတောင်းဝင်ထမ်းဆောင်တဲ့အဲ့ဒီနဘလူးကိုသူကစုလက်အနေနဲ့ဘာလုပ်ပေးလဲဆိုတော့မင်းနဲ့ငါးစီမှာ17နှစ်လုံးလုံးအဲ့လိုနော်ကျွန်အဖြစ်ခံပြီးတော့အလုပ်လုပ်တဲ့အတွေ့အကြုံမင်းကငါစုလက်အနေနဲ့အဲ့ဒီကလေးလေးကိုသွားစာဆိုပြီးတော့ဝတ်တဝန်းနာမင်းကြီးကခိုင်းထားတာအဲ့တော့ဘယ်လိုခိုင်းထားလဲဆိုတော့ ခုနှစ်ရက်ပြည့်တဲ့နေ့ကျရင်အဲ့ဒီကလေးကိုတွားပြီးတော့မင်းစားစီဆိုပြီးတော့ဝတ္တဝန္ဒမင်းကစူးချထားတာတဲ့တဘောပေါက်လားအဲ့တော့ဘလူးအန်နေဝင်နေတာဘလူးစားခံရမဟုတ်လို့ရှိရင်အခုဖခင်ရှင်ကအဲ့ဒါကိုသိတဲ့အတွက်ကြောင့်ဘလူးလာလို့မရအောင်ရဟန်းတော်တွေပတ်ပတ်လည်ရနေရံမထားဘူးလားအဲ့တော့ရဟန်းတော်တွေကခုနှစ်ရက်လုံးလုံးပရိတ်ရွနေတဲ့အခါကြတော့ နတ်ဒီယဟန္တာတွေကရွတ်ပေတာဆိုတော့တကိုးကြီးတဲ့နတ်ဒီဘလူးတွေလာပြီးတရားမနာဘူးလားနာမလားဖះရှင်ရတဲ့ခုနှစ်ရက်မြောက်တဲ့နေ့ကျတော့ဖះရှင်နဲ့ကြွပြီးတော့ပရိတ်ရွတ်ပေတာဆိုတော့ဖះတရားနာဖို့အတွက်ကြောင့်လောကမှာမမြင်တဲ့နတ်ကောင်းနဲ့မြတ်တွေကလာပြီးတော့ဘင်းရတယ်ဖះနာမှာဝိုင်းအောင်ပြီးတော့တရားနာနေကြတာဟိုးဘလူးကလည်းစားဖို့ပြင်းနေတယ်ဒါမဲ့အနာကတ်လို့ရသေးလားမရတော့ဘူး ဲ့တော့ခုနှစ်ရက်ဥကိုစုချထားတာဝတ္တဝန္ဒမင်းကြီးကစုချထားတာကလည်းခုနှစ်ရက်မြောက်တဲ့နေ့မှာပဲစားလို့ရမယ်ခုနှစ်ရက်ကျော်သွားရင် စားလို့ရသေးလားမရတော့ဘူးတဘောပေါက်လားအဲ့တော့ခုနှစ်ရက်ပြည့်တဲ့အခါစားလို့မရတော့ဘူးအဲ့တော့ဘုရားရှင်ကအဲ့ဒါကိုသိတယ်ဗျမနာပုံနာတွေဘေးရစရာတွေကကြတော့အဲ့ဒါကိုသိနိုင်လားမသိနိုင်ဘူးတဘောပေါက်လားအဲ့တော့အသက်ရှိဖို့အတွက်ကိုကြတော့ဘေးရင်ရေရာနဲ့မရဘူးဘာနဲ့မှရဘူး ဖះရှင်ရဲ့တပည့်ညွတ်တာညံတော်နဲ့အခုယဟန်တော်ရဲ့ပရိတ်တရားတော်နဲ့မှာအသက်ရှိနိုင်တာတဘောပေါက်လားအဲအခုလည်းပဲကံနဲ့ပြောမယ်ဆိုရင်သူ့ရဲ့အသက်ရှိကြောင်းဥပနော်ဓမ္မကကံကိုလုတ်ပြလိုက်တဲ့အတွဲကြောင့်ဘင်းရနေပြီးတော့ယံပြီးတော့အထောက်မဲ့ဇဏကကံရတော့120ရှိမှာပဲအဲဒီမဲ့120ရှိမဲ့ကလေးလေးဟာ ဥပဃာတကလို့ခေါ်တယ်ဘေးကဘလူးအန်ကြီးဝင်နေတာအဲ့ဒါကိုဘေးကယဟန်တော်တွေကနေပြီးပရိတ်တရားတွေနဲ့ကုသိုလ်တွေနဲ့ခြံရံပေးလိုက်တဲ့အခါကုသိုလ်လွှမ်းခြုံလိုက်တဲ့အခါဘေးရန်မလုံလားလုံသွားလားအဲလုံသွားတယ်အဲ့ဒါကြောင့်အသက်ကလေးရတဲ့ရှိစီတို့ခုကလေးလေးအသက်အန်ရဲ့ရှိတာအတက်ကင်းအတက်အတက်အန်ရည်ရည်ရည်ကင်းတော်တာဒီမြတ်စွာဘုရားရှင်ရဲ့ပရိတရားတော်တွေကိုနာယူတဲ့အတွေ့အကြုံ နားလည်လားအဲ့ဒါအခုမြတ်စွာဘုရားရှင်ရဲ့ပိယတရားတော်တွေကိုနာယူပြီးတော့အဲ့ကလေးလေးဟာအသက်120ရှည်သွားတယ်အဲ့ဒါကြောင့်မလို့သူ့နာမည်ခေါ်တယ်အာယုဝတနာဥမာရာအဲ့လိုနာမည်ခေါ်တယ်မောင်သက်ရှည်ပေါ့လွယ်လွယ်ပြောရရင်အာယုဆိုတာအသက်ဝတနာကရှည်တာအဲ့တော့မြန်မာပြန်နားလည်အောင်ပြောရင်သူ့နာမည်ဘယ်လိုခေါ်ပါလဲတော့အဲမောင်သက်ရှည်မြန်မာလိုပြောရင် မောင်သက်ရှည် ဟုတ်ပြီနော်အဲ့တော့အာယုဝဒနာကုမာနာဒရိုသာဝတုမာတော့မြတ်စွာဘုရားရှင်ကအဲ့ဒီဒရိုသာလေးအသက်ရှည်ဖို့အတွက်ကိုဘုရားရှင်ကအသက်အန္တရာယ်တွေကနေကင်းဖို့ဆိုဘာလို့ရမှာလဲလို့ပရိတ်တရားတွေနာယူရမယ်နားလည်ပြီလားဒီဝတ္ထုအရာဟုတ်ပြီနော်အဲ့တော့အတက်ရွယ်ရတဲ့ခါကျတော့အာယုဝဒနာကုမာရသဒုသားဟာသူနဲ့အတူသူတငယ်ချင်းအပေါင်းပါ900နဲ့မြတ်စွာဘုရားရှင်သတင်းတုံးနဲ့ဘုရားအကြောင်းကိုတွားပြီးတော့နေ့စဉ် တောင်းမှာဘုန်းကြီးကျောင်းမှာဘုရားဝတ်စာတွေလာလို့တယ်နော်ဘုန်းကြီးကျောင်းမှာသွားပြီးသူတငယ်ချင်းအပေါင်းအသင်းတွေလည်းလုပ်ကြတယ်သွားပြီးတော့ဘုန်းကြီးကျောင်းမှာအိနာရေးစေးအိနာစေးတာတို့ကုတီကုတီစေးတာပေါ့နောက်တောက်ရေးတွေထက်ပြပြစီးတွေလဲအဲ့လိုလုပ်ကြတယ်ဦးဇင်းတို့အညာဒီမှာဆိုရင်အဲ့တော့ခဏခဏတွေ့ရတယ်နော်ကလေးမလေးတွေကောင်းလေးတွေတငယ်ချင်းတွေစုစုပြီးတော့စာတင်လိုက်တွေလာကုတီတွေစေးတယ်အိနာတွေစေးတယ်နောက်ပရော်ဒီရဲ့တောက်ရေးကန်တွေ နော်ရေချိုးကန်ဒီအဲ့ဒါတွေစေးကြတယ်ဒီမှာတော့မတွေ့ရသေးဘူးတခါမှနော်အဲ့ဒါဘာဖြစ်လဲအတတ်မရှိဘူးလားရှိနေတာရှိစေနိုင်တဲ့အနီလန်းနေပေါ့နော်အဲ့တော့အာယုဝဒနာကုမာရဒရိုသားလေးနဲ့တူကျောင်းထဲမှာဝရဝဆာတိလုံနေတာကိုကြည်ပြီးရန်တော်တိပြောကြတယ်။ဩအဲ့ဒီကောင်လေးငါတို့ငငယ်တူတူငငယ်လေးတုန်းကအသက်အနေခုနှစ်နှစ်ပဲအသက်ရှင်မဲ့ကလေးလေးအခုတော့မှဒီမှာလူကောင်ကြီးတောင်ကြီးပြီးတော့မှလူပြိုကြီးဖြစ်နေပြီ။ဟိုမှာကလေးမလေးတယုံယုံနေပေါ့ ဘုရားရှင်ကြားအောင်ရဟန်းတော်ဒီအလိုပြောကြတယ်ပြောကြတဲ့အခါမြတ်စွာဘုရားရှင်ကအရာကိုကြားတယ်ကြားတဲ့အခါကျတော့မှရဟန်းတော်တွေကိုစူယုံပြီးတော့မြတ်စွာဘုရားရှင်ကဟောတယ်။ဘာဟောတယ်လဲဆိုတော့အေးတဲ့အဲ့ဒီလိုအာယုဝဒနာသရိုသားကဲ့သို့အသက်ရှိခြင်းနဲ့ဆိုရင်တဲ့ပရိတရားတွေနဲ့နာယူမှာမဟုတ်ပါဘူးတဲ့နော်အဘိဝါဒနာတိလိဒ္ဓနိသံဝုဒ္ဓံပဇာယိနောသတ္တရောဓမ္မဝတ္တန္တိအာယုဝနောဒုက္ခံပလံ အဘိဝါဒနာသီလိတ္တဖျားတရားတန်ခါယန္တနာ၃ပါးကို ရှ िख ိုးရမယ်ဥွယ်ရမယ်ယုံကြည်ရမယ်နံပါတ်1အာယုဝဒနာတရောသားလေးကဲ့သို့အသက်ရှည်ခြင်းလည်းဆိုရင်ယန္တနာ၃ပါးကိုမကူွယ်ဘူးလားကူွယ်ရမယ်လားကူွယ်ရမယ်ဒါနံပါတ်2နောက်နေဆံငုံတာပဇာဤနောတဲ့မိမိတို့ထက်အသက်သိခါဂုံဝါကြီးတဲ့ပုံကိုယ်တွေကိုယိုတည်ရမယ်ရှ िख ိုးရမယ်မယိုမသိမလေးမစားမလို့ရအောင် ကိုယ်ထက်အသက်တရက်တမနဲ့ကြီးရင်လေအဲ့ဒီပုဂ္ဂိုလ်ကိုဘာလို့ရမလဲရှေယိုတရားမယ်ဟုတ်ပြီနော်အမိပါတွေကိုယ်ထက်ကြီးတဲ့အသက်ကြီးတဲ့လူတွေမယိုမလေးမလေးမစားမလို့ကောင်းဘူးအဲ့ဒါဆိုရင်အသက်ရှိပါမလားမရှိဘူးဟုတ်ပြီနော်အဲ့ဒါမြတ်စွာဘုရားရှင်ဓမ္မပဒမှာဟောတဲ့ဒီအာယုဝရဏကုမာရသရောသာဝတ္ထုအရဆိုရင်နံပါတ်1ပယိတရားတွေနာယူရမယ်နံပါတ်2ယရနာသုံးပါးကိုကိုးကွယ်ရမယ်နံပါတ်3 မိမိတဲ့အသက်တိတ်ခါဂုံဝါကြီးတဲ့ပုဂ္ဂိုလ်တွေကိုယူယိုတည်တည်ဆက်ဆံရမယ်အဲ့ဒါဆိုရင်ဘာဖြစ်မှာလဲတော့အသက်ရှိမယ်အသက်ရှိရုံနဲ့မဟုတ်ဘူးတဲ့အာယုဝင်တော်ဒုက္ခပလံနံပါတ်1အာယုအသက်လည်းရှိမယ်နံပါတ်2ဝင်တော်တဲ့ရုပ်အစင်းတွေလည်းလာမှာမယ်ရုပ်ချောမယ်ပေါ့ဟုတ်ပြီနော်နောက်ဒုက္ခကိုယ်စိန်တစ်ပါးချမ်းချမ်းသာသာနေရမယ်ပလံ ကိုအားညံအားနဲ့လည်းပြည့်စုံစေနိုင်ပါလေဆိုပြီးမြတ်စွာဘုရားရှင်ကဟောကြားခဲ့တယ်။ဒါကြောင့်မလို့အသက်ကလေးရယ်တဲ့ရှေးစီလို့ဆိုတဲ့အတိုင်းမိမိတို့အသက်ရှေးခြင်းနဲ့ဘုကံတွေကြီးခြင်းနဲ့အန္တရာယ်တွေကင်းခြင်းနဲ့ဆိုလို့ရှိရင်ဒီအာယုဝဒနာကုမာရသရိုသားမှလာရှိတဲ့အတိုင်းပဲမြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့ပြိဋ္ဌာရောဒေသနာတော်တွေကိုလည်းပဲယူယူသေးသေးနဲ့နာယူမှတ်သားရမယ်။နောက်ယရဏသုံးပါးကို အမြဲမပြတ်စည်းကပ်ကိုဝေရမယ်။ ကိုယ်ထဲအသက်သိခံကုန်းဝါကြီးမားတဲ့ပုဂ္ဂိုလ်တွေကိုဘာလို့ရမလဲရိုသေရမယ်။ဦးဇင်းတို့ဘုခေါကူမှာဦးဇင်းတို့ငငယ်ရဆရာသမားဆုံးမတာရှိတယ်။အသက်လောကမှာနေကြတဲ့ပုဂ္ဂိုလ်တွေဟာဘုံကြီးလို့အသက်မရှိ အသက်ရှိလို့ဘုံမကြီးဆိုတာကြားဝူးကြမှာပေါ့။နော်။အချို့ဘုံကကြီးတယ်အသက်ကြတော့မရှိဘူး။အချို့ကျွန်တော်လည်းအသက်ကရှိတယ်။စားမယ်ကျွေးမယ်မွေးမယ်လို့ကမရှိ။အဲ့လိုဟာတွေမကြွယ်ဝန်းလားကြုံရလား။ ကြုံရတယ်အဲ့လိုဖြစ်ရတာကတဲ့ကိုယ့်ထက်အသက်ဂုံဝံကြီးတဲ့ပုံကိုယ်တွေကိုမလေးမဆာဆက်ဆံလို့အဲ့လိုဆက်ဆံတဲ့ပုံကိုကိုကနေတော့မှစီပွားရေးတွေအဆင်ပြေပြီဆိုရင်မိမာမိမာမှန်မတည်တော့ဘူးဆရာဆရာမှန်လည်းမတည်တော့ဘူးရဟန်းတန်ခါမှန်လည်းဘိုးဘွားရမှန်လည်းမတည်တော့ဘူးအဲ့ဒါဆိုရင်အဲ့လိုပုံကိုယ်တွေဟာဘုံကြီးရင်လည်းအသက်မရှိဘူးတဲ့အသက်ရှိရင်လည်းဘုံမကြီးဘူး နားလဲလားဒါကြောင့်မလို့အသက်ရှင်ပြီးတော့ဘုံကြီးခြင်းနဲ့ဆိုရင်မိမိတဲ့အသက်တိတ်ကောင်ဘုံမှာကြီးမားတဲ့မိမဆရာသမားတွေကိုယူတည်တတ်ဖို့မလိုလားလို့လားလို့တယ်ဒါကြောင့်မလို့အသက်ကလေးရဲ့ရှည်စီလို့နားလဲပြီလားအေးအဲ့တော့ကိုရှင်တော်ကပြောတဲ့မန္တလေးတောင်နဲ့ပတ်သက်ပြီးတော့ level ဘုဒ္ဓတာလေးတွေနာယူမှတ်သားပြီးတော့မိမိတို့ဘဝမှာ နိုင်လိုက်နာမှတ်သားကြရမယ်အခုအာယုဝဒနာကုမာရသရုဒ္ဓမလာရှိတဲ့အတိုင်းပဲမြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့ပိယိတ်ဒေသနာတော်တွေယဟန်တန်ဃာတော်တွေရွတ်ဖတ်တဲ့ပိယိတ်ဒေသနာတော်တွေကိုယဉ်ယုံကြည်ကြည်နဲ့နာယူမှတ်သားမယ်ယရနာသုံးပါးကို အမြဲမပြတ်ကိုးကွယ်စည်းကဲ့မယ်အသက်သေးခံကုံမကြီးမားတဲ့မိဘတဲ့မိဘဆရာသမားတွေကိုရိုးသေးသေးလေးဆန်းဆန်းဆက်ဆံမယ်ဆိုရင်မိမိတို့အသက်ဒီနော်အသက်ရာကျော်ရှည်စေနိုင်တယ်လို့အဲ့ဒီလိုနားလည်မှတ်သားပြီးတော့ကဲလိုက်ဆုံးမယ်နော်တရဝမန္တမြဘေးမခအေးမြချမ်းသာကြပါစေတရားမကွာစီဝါရှာ လိုရာဆန္ဒပြပါစေစီဝါမပြတ်ဂုံတိန်တက်အသက်ရှိကြပါစေကောင်းမှုမြတ်โนကောင်းအောင်ကြောကောင်းကြောကို၌တည်ကြပါစေသာရဝေါနှလုံးပြောပြောင်းဩသူတော်ကောင်းတို့သုံးမေယနေ့ယခု ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာမြို့နယ်ဓမ္မပါဒကိုပထမလေးရောင်ကျောင်းတိုင်းအတွင်း၌စာသင်စာကြား၍သာသနာပြုလျက်ရှိကြကုန်သောတန်ခါတော်ရှင်သူမြတ်တို့အားအာယုံဇွဲ့နေတကား ညာယေပရိဒါဝေနဝကာမဝတ္ထုငွေ3သိန်းချက်တို့ကိုလူတန်းဆက်ကဲကြသည်ရွှေပြည်တော်မျိုးနယ်အမတ်ရှင်ရက်ွယ်ဇောတိကပန်းချန်နေဒဂာယေဥတန်းဇောဥဒဂမာယီတော်ချောစုတို့ဤတာလာယေရနာမွေနေရှင်မောင်ခန့်ဇောလင်းနေတကွာအလုံးတော်တရားနာ ပရိဒတ်ပေါင်းတော်ကောင်းတို့သည် အတနောတန္တာနိဩဘေနမိမိတန္တနာဖြစ်ပေါ်၍နေသောကုသလံဒါနသီလဘာဝနာဟုဆိုသော ကုသိုလ်ကောင်းမှုမျိုးကိုဝိပဿနာဝါမိမိတို့ရဲ့ဉာဏ်မြင်မာအိသဒုက္ခအနတ္တအပြင်ဝိပဿနာရှုစဉ်ဉာဏ်ကြောင့်မြည်လျင်အနုတ္တရံအတုမရှိအတာလွန်ဆုံးအချမ်းသာဆုံးအမြတ်ဆုံးဖြစ်သော နိဗ္ဗာန်ဒုက္ခံတန္တရာဝစီယေတို့ရဲ့ကင်းလရာအမှန်မြတ်နိဗ္ဗာန်ကိုတစ္ဆီကရောတာကိုစီကုံငါမျက်မှောက်ပြုတော်မူနိုင်ကြပါစေကုန်တည်း